စာရေးသူဦးညာနာရေးသားထားတဲ့ချစ်ရနံ့ကျိုင်းဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှာချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ချစ်ရနံ့ကျိုင်းစကားကိုကျွန်တော်ခင်မေကြီးနဲ့ဒီအိမ်မစကားကိုရိုက်ကူးပြီးနောက်ဒါရိုက်တာအဖြစ်နဲ့တတိယကြိမ်မြောက်စီစဉ်ရိုက်ကူးတဲ့စကားဖြစ်ပါတယ်။ ချစ်နဲ့မပြေဇညွန်းကိုရေးစင်ကကျွန်ုပ်ရဲ့ចောင်းပြေးအိမ်ပြေးဘဝကစစ်နဲ့ပတ်သက်ခဲ့တဲ့ဘဝဖြစ်စဉ်ကလေးတွေကိုဟိုတကွဒီတကွထည့်ခဲ့တယ်။ထိုချစ်နဲ့မပြေအားပြည်သူအသေးဆွဲဖြစ်သွားတဲ့အခါစစ်တပ်ကိုကြောထောက်နောက်ခံထားပြီးစစ်သားတို့ဘဝကိုဖော်ထုတ်တဲ့စကားတကားကို စီစဉ်ရိုက်ကူလိုတဲ့စံထားတွေပေါ်လာခဲ့ပါတယ်။ကျွန်တော်ရဲ့ចောင်းသားခေအား ပထမကဘာစစ်ရဲ့အရေးအငွေ့မကင်းတဲ့ခေတ်ဖြစ်လေရာကျောင်းအားစစ်သားစုဆောင်တဲ့အရာရှိတို့အဖို့အကောင်းဆုံးသွေးဆောင်ရာမျက်စိကြရာဖြစ်ခဲ့ပါတယ်ကျွန်ုပ်ကိုယ်တိုင်ပြည်မြို့အစိုးရ high school ကျောင်းတွင် နေစဉ်ကစစ်သားစုဆောင်တဲ့အရာရှိ တရားဟောနေတာကို အခြားသောကျောင်းသားတွေနဲ့အတူနားထောင်ခဲ့ရုံမကလူပုံလယ်မှာထိုင်ရာကနေထကစရင်သွင်းခဲ့တယ် လူဘဝရဲ့ခရီးစဉ်မှာထူးခြားတဲ့အဖြစ်အပျက်တွေကိုမိမိကိုယ်တိုင်က ပြုလုပ်ရတော့လကောင်းအခြားသူရဲ့ပျော်ကားကြောင့်တော့လကောင်းတွေ့ကြုံရတဲ့ရာဒီလိုတွေ့ကြုံရတဲ့ထူးခြားမှုတွေဟာလူတဦးတယောက်ရဲ့ဘဝဖြစ်စဉ်ရာဇဝင်မှာမှတ်တမ်းတင်တကယ်တို့ရှိရကောင်းအခါအားလျော်စွာ သတိရခြင်းစမြုပ်ပြန်ခြင်းဖြင့်နှစ်သိမ့်မှုအရာတာကိုရှာနိုင်ပြန်ပါတယ်ဒါတို့ ချင်းရက်နဲ့ကြိုင်စစ်ဆက်ညွန်ကို ရေးမယ်လို့ကြံလိုက်လျင်ပင်လွန်ခဲ့တဲ့ကျောင်းသားဘဝစစ်တရားနာပြီးစစ်ထဲဝင်စည်ရင်သွင်းခဲ့တာတွေကရိုးကနေရိတ်ကနေပြေးဝင်လာကြပါတော့တယ်မိထီလာစစ်တပ်မှာစစ်သားဘဝကစားရတောက်ရနေရစည်ရေးပြတဲ့အချင်းရာတွေကလည်းအပြေးလွှာရောက်ရလာပြန်တယ်ဒါကြောင့်ပြည်မြို့ high school ကျောင်းတို့ စစ်သားစုဆောင်ရေးအရာရှိရောက်လာတာကိုအခြေခံပြီးဇက်ညွန်းကိုရေး၍ကျွန်ုပ်ရဲ့နေရာမှာဇက်လိုက်မောင်မောင်အေးကိုအစားထိုးပေးလိုက်ပါတယ်။ဇက်လန်းအားတော်ရာမြင်ရှိကျောင်းသားတို့ကစစ်သားတရားဟောကောင်းတဲ့အရာရှိစကားကိုသဘောကျပြီးစစ်ထဲဝင်သွားရမှစစ်သားဘဝရဲ့အရာသာအဆိုးကောင်းကိုတွေ့ကြုံခန်းစားရတာတွေကိုအသေးစိတ်သရုပ်ဖော်ပေးပါတယ်။ စစ်တပ်နဲ့မင်းမဝေးမှာ တင်းတင်းအမည်ရှိအမျိုးသမီးတဦးဟာစစ်သားရဲ့နောက်ပိုးမှုတောင်းချမ်းလွန်းလွန်းစစ်သားဆိုရင်အော့နှလုံးနာနေပါတယ်စစ်တပ်မှာတော်ရာဟာချမ်ဒခေါ်စစ်ဘုံကလေးဖူးညိုလက်အောက်မှာအမှုထမ်းရရာဖူးညိုရဲ့မျက်စိရဲ့မှာစစ်သားကျော်တော်ရာကိုအเจ้าမဲ့စပမွေးစူးနေခဲ့ပါတယ်တင်းတင်းရဲ့ရုပ်ချောခစ်ဆန်တဲ့တဲ့ဟာ စစ်တပ်မှရှိတဲ့စစ်သားစစ်ဗိုလ်တို့နားတွင်ရောက်နေရကတင်တင်းကိုအ ਨੇ ဆုံးမြင်ဘူးအောင်ကြိုးစားခြင်းစကားပြောရအောင်ကြိုးစားခြင်းဝင်းထွက်သွားလာနိုင်အောင်ကြိုးစားခြင်းစရဲ့နီးပရိရဲ့မျိုးမျိုးနဲ့ပူပန်ကြရာချမ်ဒါဖူးညိုလဲပါဝင်ပါတယ်တော်ရာမှာတာမန်စစ်သားများသာဖြစ်လို့စစ်သားတွေနဲ့မျက်နှာချောမတည့်တဲ့တင်တင်ကြားလောက်မဲ့အခြေမရှိလို့ မိမိကိုယ်ကိုစရေကြီးဟန်ဆောင်ကတင်းတင်းမြေအောင်စူးစားခြင်းဖြင့်တဦးနဲ့တဦးမျက်စိကြာမိပါတယ်ဒီလိုနဲ့စစ်သားမဟုတ်စရေကြီးဖြစ်တယ်ဆိုတဲ့အထင်နဲ့တင်းတင်းဟာတော်ရာနဲ့ချစ်ကြိုက်မိရာတခါတခါစစ်တက်မှညဘက်တွင်တိတ်တဆိတ်ခိုးထွက်ပြီးရီးစားနဲ့တွေ့ဆုံလေးရှိပါတယ်တညမှာတော့ဂျမ်ဒါဖူးညိုကစစ်တက်အတွင်သို့လှည့်၍စစ်ဆေးရာတွင် တော်ရရဲ့အိမ်ယာမှာအဝတ်အထည်ပစ္စည်းတွေကို လူပုံတရံလောက်ပြီးဆောင်ဖြင့်လွှမ်းခြုံထားခဲ့တာကိုမိသွားရုံမကတော်ရနဲ့တင်တင်ကိုတင်ငါမကင်းရှိနေခြင်းမှအကယ်ပင်ချစ်ကြိုက်နေကြလေပြီလို့ရှူရှူရှဲရှဲဒေါသလွန်ကဲကအခဲမကြီးရှိနေပါတယ်ဒါရင်မကသည်ကုညို့ဟာနောက်တနေ့မှတော်ရကိုနှုတ်စီတစ်တာကိုထမ်းပိုးစီလျက် တင်တင်အိမ်တို့လက်ဆောင်ပေးရန်ခေါ်ဆောင်သွားရာတော်ရာမှာအမိန်ကိုမလွန်ဆန်ရဲပဲမျက်စိမျက်နှာပြက်လျက်နဲ့လိုက်ပါရရှာပါတယ်တင်တင်အိမ်တို့ဂျမ်ဒါဖူးညိုကဟိတ်ဟန်ဝင်းဝင်းနဲ့နောက်ပါတဲ့ဘက်တော်ရာအပေါ်အသားယူအမိန်ပေးရင်ရောက်ရွေလာပါတယ်တော်ရာကိုစွဝင်းစစ်စားနဲ့ဖူးညိုရဲ့နောက်ပါအခိုင်းစီခံကပါလာတာကို တင်တင်မြင်ရတဲ့အခါ အံ့ဩတဲ့မျက်နှာထားနဲ့မိမိကိုစည်ရည်ကြီးဟန်ဆောင်ကအချစ်ကိုရအောင်ယူတဲ့အဖြစ်အပျက်တွေကို တွေးမိတိုင်းရှက်ချင်းဝမ်းနေချင်းဖြစ်ပါတယ်။တင်တင်မျက်နာမသားမယားရှိလေဖူးညို့ဟာတော်ရအောင်မိမိရဲ့လက်အောင်ငယ်သားအဖြစ်ပို၍ပါဝါပြပါတယ်။တော်ရလဲဘလို့မှမပြောနိုင်တော့ပဲခေါင်းငုံပြီးတော့ခံရင်းခိုင်းစေသမျှလုပ်ရပါတယ်။ ဖူးညိုရဲ့မတရားမှုကိုမြင်ရတဲ့အခါတင်တင့်မှာမြစ်တာမျှဖို့ဝေးစွတော်ရကိုပင်တနာကရွနာတက်ပြန်ပါတယ်နောက်ဆုံးမှာတော့တင်တင့်မှာစစ်သားကိုရှောင်ရမှဖြစ်မိချစ်မိတဲ့အခါအချစ်ကိုပယ်ဖျက်၍မရတော့ပဲရှိကမိဘလူကြီးတို့ဖြောင်းပြမှုကိုပင်နားမဝင်ရှိပါတယ်ဒီလိုနဲ့တော်ရရဲ့စစ်တပ်မှာ နိုင်ငံသားတို့ထွက်ခွာရတော့မယ်အမိန့်ချပြီးထထက်လုံးပြင်ဆင်လျက်ရှိလေပြီချင်းဆိုတဲ့အတိုင်းတက်ကြီးထွက်မြေ့စဲစဲညဘက်မှာချစ်သူကိုခိုး၍ထွက်ပြေးတိန်းဆောင်နေရန်စီမံချင်းချက်ပါတော့တယ်အဲ့ဒီညမှာချစ်သူချင်းပေါင်းတင်ခွင့်ရလို့တော်ရရောတင်တင်မှာမွေလျောပျော်ရွှင် အချစ်ရည်ရင်မှာဒလဟောမျောပါရင်အိပ်ပျော်ရေးကုန်ကြပါရဲ့ အာယုံတက်ချိန်မှာစစ်တပ်မှတက်ကြီးထွက်အံ့ဆိုပြီးနှိုးစော်တဲ့ခရာတန်းအိမ်မောကြနေတဲ့တော်ရရဲ့နာရင်းတို့စူးရှစွာဝင်၍လာရာအိမ်ယာမှာလူးလဲထပြီးစစ်တပ်ရဲ့ပြင်းထန်တဲ့အမိန်နဲ့မိမိရဲ့တာဝန်ဝတ္တရားရှိတဲ့သစ္စာတရားတို့ကိုနှလုံးသွင်းမိပါတယ်။ညာစာခြေစနီးမှာမိမိရဲ့ရှေ့ရေးကိုမတွေးနိုင်မဲအိပ်ပျော်လည်းရရှိပါတယ်။ တော်ရာချင်မရနဲ့ဝိတရားကြားမှာယာများနေကမျက်ရည်များတွယ်တွယ်စီးစင်းလျက်ရှိပါတယ်စစ်တက်ခရာတန်ဟာပြင်းထန်စွာဝင်၍လာလေလေတော်ရာချစ်သူကိုနောက်ဆုံးကြည့်ခြင်းနဲ့ကြည်ကမချသောနှလုံးနဲ့ဝိတရားနောက်သို့ကောက်ကောက်ပါအောင်လိုက်လေတော့တယ်လော်ရီကားကြီးများဖြင့်၎င်းလားဆွဲလှဲများဖြင့်၎င်း စစ်သားများကိုတင်၍စစ်တာထွက်ခွာစပြုလေပြီတင်တရားအဲ့ရာနိုရာနဲ့ကြည်လိုက်တဲ့အခါအနည်းမှာချစ်လင်းတဲ့တကွာသူ့ရဲ့စစ်ဝတ်စစ်စားပစ္စည်းတွေပါ လုံးဝပြတ်ကွယ်နေတာကိုတွေ့ရကကဘာမီးလောင်သည့်နဲ့ပူပန်ကြီးစွာနဲ့လင်ပြောက်ကိုလိုက်ဝေရှာပါတယ်စစ်တပ်ကြီးတဲဆောင်ထွက်ခွာရာလမ်းတိုင်းအပြေးလိုက်တဲ့အခါရွေရှားသွားနေတဲ့စစ်တပ်ကြီးကို တွေ့ရကား အယူပမာအော်ဂါဟစ်ကတော်ရအောင်တကြောကြောခေါ်ပေမဲ့တော်ရကတော့ရှေ့ကားရီနဲ့ပါသွားပြီဖြစ်လေတော့နောက်ဆုံးမှာဗရာမြေလူ လူးလှိမ့်ကြံရစ်ခဲ့ပါတယ်စစ်မြေပြင်စခန်းမှာဂျမ်ဒါဖူးညိုကြီးနဲ့အတူတော်ရတူးမြောင်ကတော့အတွင်မှာရန်သူတွေကိုပြစ်ခတ်ခုခံနေရပေမဲ့ရန်သူကြီးစံနေပြင်းထန်လုံလုံအကြအဆုံးများလေတော့ ဝေးလံသောအင်္ဂလိပ်တရင်စခန်းတစ်ခုစီသို့အကူအညီတောင်းရတဲ့အခြေသို့ရောက်လာခဲ့ပါတယ်။ဘုညိုဟာအချစ်နဲ့ပတ်သက်ပြီးတော့အခဲမကြီရှိနေတဲ့တော်ရအောသာကြီးစံနေချာမှစွန့်စားသွားရမယ်ဆက်သားတာဝန်ကိုပေးအပ်လိုက်ရာတော်ရလည်းအသက်ဆံပြားအမြောက်ကြီးစံနေတဖွာဖွာကြရတဲ့မှမြင်းတကောင်ကိုဆွဲပြီး အပြင်းစီးကဆိုင်းရပါတော့တယ်။ကံအားလျော်စွာဘေးမခပဲ အင်္ဂလိပ်စစ်တပ်စခန်း600တို့ရောက်သွားပြီးအကြောင်းကြားနိုင်လို့ရန်သူဝိုင်းခံရတဲ့မြန်မာတပ်ကလေးမှချမ်းသာရရပါမယ်။မြေကရုတ်တူးမြောင်းမှာကြံရည်တဲ့ဂျမ်ဒါဖူးညိုကတော့ခြေထောက်တစ်ဖက်ကိုအမြောက်ကြီးစံကြားရောက်ထိမှန်ခြင်းခံရရှာပါတယ်။စစ်ကြီးပြီးတဲ့အခါမြန်မာစစ်တပ်မှ နိုင်ငံသားမှညနေပန်းလှလှပြန်လာတဲ့အခါ တော်ရမှာစစ်ဘိုလ်ကလေးယာရုနဲ့တိုးတက်တဲ့အဆင့်အတန်းဖြင့်တွေ့မြင်ရပေမဲ့ဂျမ်တာဖူးညိုကိုတော့ခြေတစ်ဖက်မပါတဲ့ဒူးပြက်ကြီးကြောင့်ဂျိုင်းတော့ကိုအသုံးပြုက မချိသွားဖြင့်တွေ့မြင်ရပါတယ်။တင်တင်ဟာတော်ရကောင်းစွာပြန်လာတာကို တွေ့ကြုံရပြီးနောက်စစ်အခမ်းအနားနဲ့ကြီးကျယ်စွာလက်ထပ်သပင်ဆင်နွှဲရရှာပါတယ်။အထက်ပါရုပ်ရှင်စံညွှန်းကို စိတ်ကူးရင်စွာရေးလက်ရပင်မဲ့တကယ်တရုပ်ဖို့ရေးမှာလုံးဝမလွယ်ကူတာကိုတွေ့ရပါတယ်။အထူးသဖြင့်ရန်ကုန်မြို့မှာမြန်မာစစ်တပ်ဆိုပြီးမရှိတာကြောင့် University ကျောင်းမှအပျော်ရမ်းတက်ကိုအားကိုးရပါတယ်။အဲ့ဒီစစ်တပ်မှာကျောင်းရက်ရှိပိတ်ချိန်တွင်ဆယ်မိုင်စခန်းသို့သွားရောက်စခန်းချကာစစ်တပ်တပ်ရဲ့နေမှု စားမှုလေ့ကျင့်မှုစနစ်အရနေထိုင်ကြတဲ့အတွက် အခန်းအချို့ကိုရိုက်ကူးရပါတယ်။သောရာအဖြစ်နဲ့ပါဝင်ရမယ်မောင်မောင်အေးအားတနက်များကိုင်းစီလည်းရ University အပျော်ရန်တက်ပဝင်းချင်းကိုကြောတော့နောက်ခံထားကရိုက်ကူးခဲ့ရတယ်။စစ်သားလေးချင်းငန်းနေတော့အင်းစိန်မှာလူရွယ်ကျောင်းသား30ခန်းကို စစ်ဝစ်စစ်စားစင်ရင်စီလည်းရ10မိုင်လမ်းတစ်လျှောက်မှာလေးချင်းပေးရသေးတယ်။ အချို့လဲစစ်ဖက်နက်တွေရဲ့ဒဏ်ကိုမခံနိုင်ပဲပေါက်ပြဲအနာရထော့ကျိုးတွေဖြစ်ကုန်ကြတယ်။မင်္ဂလာတော်အင်္ဂလိပ်စစ်တပ်ရုံးတို့သွားပြီးလိုအပ်တဲ့အကွက်အခန်းတွေကို ရိုက်ခွင့်ပြုရန်လဲတောင်းဆိုရသေးရဲ့။စစ်မြေပြင်အခန်းကတော့ကျွန်တော်တို့အတွက်အခက်အခဲဆုံးဖြစ်ရာအင်္ဂလိပ်ရုပ်ရှင်ကားတွေကိုသွားပြီးကြည့်ရင်လိုရာအကွက်ကိုရှာရပါတယ်။ဒီလိုနဲ့မြင်းလိမ်မာတကောင်အကြောင်းပြုပြီးရိုက်ကူးထားတဲ့ စကားတကားမှာစစ်မြေပြင်နဲ့အမြောက်ကြီးတွေပြစ်ခတ်တဲ့အခန်းစစ်သားတို့မိုးသည်ထန်စွာ ရွာစဲတွင်မြင်းနဲ့ဒလကြံစီကန်းတို့ကိုတွေ့ရကသက်ဆိုင်ရာတို့နဲ့ပြောဆိုပြီးကူးယူလိုက်ပါတယ်။ဒါပေမဲ့အချောင်ရတဲ့အကွက်အခန်းကိုအစဉ်ပြေအောင်အသုံးချရင်းနဲ့ကျွန်တော်ရဲ့မင်းသားစစ်သားရဲ့အမှုအရာအလုရှားတွေနဲ့တဆက်ထဲဟပ်မိအောင်ဖန်တီးရတော့မလွယ်လှပါဘူး။ အချောင်ကူးထားတဲ့မြင်းစည်းစစ်သားရဲ့အဝတ်အစားမျိုးကို ချုပ်ရတယ်။အုတ်ထုတ်ကိုလည်းအထူးလှုပ်ယူရတယ်။ဒီလိုတူညီတဲ့အဝတ်အစားကိုရတဲ့အခါတော်ရာမောင်မောင်အေးကို ဝစ်စေပါတယ်။အင်္ဂလိပ်မြင်းစည်းစစ်သားမိုးပေါက်တွင်ချစစ်မြေပြင်တလွားမှာကစုံဆိုင်နေတယ်။မောင်မောင်အေးရဲ့အနီးကမြင်းစည်းရုပ်ကိုညှက်ပေးမှသာယုတ်တိရှိနိုင်မည်ဖြစ်ရာမိုးရွာရေးအတွက်အကြံဉာဏ်ထုတ်ကြရပြန်ပါတယ်။ ဒီချက်အတွက်သဲမုံလေးကိုလှဲနှစည်းတိုက်မှာယူပြီးသဲချမ်းလေးကိုစကားနဲ့ဖိရှားရပါတယ်။ပြီးတော့မှသဲထွက်ယုံမြတော့အပေါက်တွေဖောက်ထားတဲ့ဇလားရှည်ကြီးတစ်ခုကိုလှုပ်ပြီးခြေထောက်မြင့်မြင့်တက်စီရပါတယ်။ဒီကြံရဖို့ကျွန်ုပ်တို့ဦးရတာမကအဲ့ဒီအချိန်က စိတ်ဝင်စားစွာကုညီကြရဲ့ပကြီးဆရာကြီးဦးဆန်လွင်ဓပုံဆရာကြီးဦးဝင်ပကြီးဆရာကြီးဦးအောင်လွင် စတဲ့ပညာသည်ကြီးတွေရဲ့စွမ်းရည်တွေလည်းပါပါတယ်။ဒီလိုနဲ့သဲစလားမသဲတွေကိုကြစေတယ်။ဒါပေမဲ့သဲတွေကအထက်အောက်တန်းတန်းကြီးကျဆင်းလို့အခက်တွေ့ရပြန်တယ်။အချောင်ရထားတဲ့ကားမှာမိုးရေတွေကတောက်တန်းကျဆင်းလာလို့ကျွန်တော်တို့ကလည်းတောက်တန်းကျဆင်းအောင်လုပ်ဖို့ရကင်မရာဆောင်း၍ချိန်လိုက်ခြင်းဖြင့်ထိုကိစ္စအတွက်ချုံမောသွားပါတယ်။ ချီလိုနဲ့ကင်မရာဆောင်းဆောင်းချိန်လျက်ကင်မရာရှေ့ကတဲမိုးတဲမိုးရဲ့နောက်ကစပရင်ပါရဲ့ဖုန်ကလေးပေါ်မှာမင်းသားစစ်သားကိုမြင်းစည်းဟန်ထိုင်စေလျက်လက်နှစ်ဖက်ကဇက်ကိုဆုပ်ကိုင်စေလျက်တွန်းထိုး၍စည်းဟန်အနီးကပ်ရပ်ယူရပါတယ်ဇက်ကပြရတဲ့အခါထိုးအစီအမံနေအစဉ်ပြေမှုကြောင့်အချောင်ကူးတဲ့ကားဟူ၍ပင်ထင်သူမရှိသလောက်တအံ့တအော်ဖြစ်ကုန်ပါတယ် ခတ်တဲ့အခန်းတစ်ခန်းကျင်သေးရဲ့အဲ့ဒီအခန်းမှာတော်ရာအင်္ဂလိပ်စစ်တပ်စခန်းသို့ဝင်ရောက်ပြီးဆိုင်ယာအင်္ဂလိပ်စစ်ဗိုလ်တွေနဲ့အပြေးလွှာတွေ့ဆုံရေးပဲဖြစ်ပါတယ်ဒီအခန်းအတွက်မှန်တကားတွေပါတဲ့အတွင်းခန်းတစ်ခုလောက်ရပြန်နေမှန်တကားတို့မိုးရေတွေရိုက်ပုတ်ပြီးစီးကျဆူရွှဲနေအောင် တိုင်ကြီးတွေကိုတုံးရတယ်အင်္ဂလိပ်စစ်ဗိုလ်လို့ဖို့ရန်ကုန်မြို့အရက်ဆိုင်နေမှာချက်ဘိုးကျနေတဲ့ မျက်နှာဖြူကစောဘိုးနှစ်ဦးကိုနေထွက်ခြေနဲ့အောင်ပေးပြီးစစ်ဖို့လှောက်ခိုင်းရသူတို့လည်းတရုတ်တူအောင် ဆောင်ရွက်ကြရှာပါတယ်တူးမြောင်းမြေကတော့ပြုတ်လို့ဖို့ပကြီးစရာကြီးဥဆန်လွင်အကြံပေးချက်အရာတစ်သားပေါင်နေတဲ့စတူဒီယိုထဲမှာ တူးမြောင်းမြေကတော့လှုပ်လိုက်ရသဘာဝကြကြဖြစ်ပေါ်လာပြန်ပါတယ်ဒီနည်းနဲ့ချစ်ရနှံ့ကြိုင်စညွန်ဖြစ်မြောက်အောင်တရုတ်ဖော်နိုင်ခဲ့ပါတယ် ဂျမ်တာဘူးညိုကြီးအခန်းမှာ ကျွန်ုပ်ရဲ့ပညာသည်ရဲဘော်ကြီးလှမောင်ကြီးကိုနိုင်နင်းစွာအတုံးတော်ခံခဲ့ပြီးတော့တင်တင်အခန်းကခင်မင်ကြီးဟာနတန်သီးတွဲလောင်းနဲ့ပိုင်ပိုင်နိုင်နိုင်ကပြနိုင်ခဲ့ပါတယ်။အခက်အခဲအမျိုးမျိုးညံအမျိုးမျိုးထုတ်ပြီးရိုက်ကူးရတဲ့ဇက်ကားဖြစ်၍တကြောင်ကျွန်ုပ်ကိုယ်တိုင်စစ်နဲ့ပတ်သက်ရင်ဝါသနာထုံတဲ့စိတ်ရင်းကြောင်တကြောင် စိတ်ပါဝင်စားကပျော်မွေ့လှပါတယ်။ထိုကားကိုရက်ကူးရမှာဒါရိုက်တာဦးအောင်မြတ်ကလက်ထောက်ဒါရိုက်တာအဖြစ်နဲ့ညားစွာသောအထောက်အပံ့ကို ပေးနိုင်ခဲ့ပါတယ်။ချင်းရက်နှံ့ကြိုင်စကားကိုယုံတင်တဲ့အခါမှာအင်္ဂလိပ်ဘရင်ကန်ခွင့်ယူပြီးပြီးလက်ပြန်ခိုက်ဆာဂျီအီမောင်ကြီးဘရင်ကန်အဖြစ်ဆောင်ရွက်ရတဲ့အခါနဲ့ကြုံကြိုက်နေရကမြမဘရင်ကန်ဟာ ဒီချင်းရက်နဲ့ဂျိုင်စစ်ကားကိုကြွားရောက်ဂုံပြုတ်ကြီးရှုခြင်းကို အမှတ်ရမိပါတယ်။မြမစိတ်စစ်သွေးတို့ကို ကျွန်တော်တို့ရုပ်ရှင်နဲ့ဂုံယူထုတ်ဖော်ချိန်မှာတာယာရီမဆရာဆန်ကလည်းလွတ်လပ်ရေးအတွက်လက်နက်ဆွဲကင်ပြီးတော်လှန်ပုန်ကန်လျက်ရှိတော်သည်။ဒီနေရာလေးမှာတော့စာရေးသူ ဦးညာနာ1952ခုနှစ်မှာရေးသားထားခဲ့တဲ့ ချစ်ရက်နံ့ကြိုင်းဆိုတဲ့ဝိထုတိုလေးကတော့ပြီးဆုံးသွားပါပြီရှင်